ဒေါ်လာမျိုးတွေအားလုံးပဲအလင်းပေးတံမှာအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းနေတယ်ပဲကျွန်တော်ရဲ့ကိုဂျက်ရီဗော်လူရှင်ချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။စစ်ကောင်စီကနေပြီးတော့ငလိန်တန်းတင့်နေတဲ့ပြည်သူတွေရှိနေတဲ့ကြားကပဲဘုဆစ်စင်အိုက်ခိုက်မှုတွေဘုံကျစ်မှုတွေကိုမယက်မနာအိုက်ခိုက်ပြုလုပ်နေတာဖြစ်တဲ့အတွက်အိုက်ဝဲတွေကပြန်လည်စတင်နေပြီဖြစ်ပါတယ်။ဧပြီလ၁ရက်နေ့ကဆိုရင်တော့စစ်ကောင်တော်တွေက၎င်းတို့ရဲ့ကိုရိုးစည်းပါအတွက်နိုင်ငံတော်အာဏာကိုမတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ1521ရက်ရှိပြီဖြစ်ပါတယ်။ အဘွေတွေပြန်လဲစတင်နေရဖြစ်တဲ့အတွက်မြန်မာနိုင်ငံတော်ဝန်စစ်ကောင်စီကစစ်ကွေးတိပေးဆုံးမှုတရက်တာတိဆုံးမှုစီရင်မှာတော့ကျင်းပြည်နယ်လွိုင်ကုန်းမှာ၄ကောင်၊အကိုးတိုင်းပေါင်းတဲ့မြို့မှာ၃ကောင်၊အကိုးတိုင်းနတ်လင်းမြို့မှာ၂ကောင်၊အကိုးတိုင်းဇလင်းမြို့မှာ၃ကောင်၊အကိုးတိုင်းနမောက်မြို့မှာ၂ကောင်၊အကိုးတိုင်းပကုတ်ကူမြို့မှာ၁ကောင်၊သခိုင်းတိုင်းမုံရံမြို့မှာ၂ဦးလင်းဝင်ရောက်ပြီးတော့သခိုင်းတိုင်းရွှေဘိုမြို့မှာတော့အဦးလင်းဝင်ရောက်ကရှမ်းပြည်နယ်နောင်ချိုမှာတော့ဘုံကျဲတိုက်ခိုက်မှုကြောင့်အွန်လိုင်းတပ်ဖွဲ့ဝင်9ဦးသာဆုံးခဲ့ရကြောင်းသိရှိရပါတယ်။ ရောင်းသုံးတဲ့နေပုံဤနဲ့ကတော့တက်ကောင်စီဟာတရက်ထဲမှာပဲဒီเจ้าကနေဘုံလုံးကြီး60ထဲမှနေကြဲကြတိုက်ကြခဲ့ကြောင်းသိရှိရပါတယ်။တရက်ထဲမှာပဲမကွေးနဲ့မန္တလေးတိုင်းတို့ကိုဒီเจ้าကဘုံလုံးကြီး60ထဲမှနေကြဲကြတိုက်ခိုက်ခဲ့ပါတယ်။ပြည်သူထောင်နဲ့ချီသေဆုံးနေတဲ့ငလင်ကယ်ဆယ်ရေးကိုနိုင်ငံတကာတို့အကူအညီတောင်းခံပြီးနောက်အပွဲမရှိတဲ့နေရာများကိုပါစစ်ကောင်စီကလေကြောင်းကနေဘုံကျက်နေတာလို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များနဲ့ PDF ခေါင်းဆောင်ချုပ်ကပြောထားပါတယ်။ စစ်ကောင်စီကအဲ့ရထက်မှာပဲ၄ချောင်းမှအလင်း၆စီးဝိုင်းတွဲလေရင်တစ်စီးနဲ့စက်တက်လေးကျူးလို့နဲ့ဘုံလုံးကြီး60တယ်မှနဲ့ရဲကြထိုက်ခဲ့ခဲ့တယ်လို့သိရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့မြန်မာနိုင်ငံမှာပြည်သူလူထုများတပ်ဘေးအန္တရာယ်ကြုံနေရချိန်မှာစစ်ကောင်စီတပ်ဟာနောင်ချိုကိုဒရုန်းဖြင့်လာရောက်ဘုံကျစ်တိုက်ခိုက်ခဲ့တယ်လို့တောင်းတရန်လေးကထုတ်ပြန်ခဲ့ပါတယ်။အစ28ရက်နေ့ငလင်းလုပ်ပြီးချိန်မှာလဲနောင်ချိုမြို့နယ်နောင်နေကျေးရွာကိုစစ်ကောင်စီကပေါင်250ဘုံနှလုံးသုံးပြီးကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မနက်ပိုင်းမှာလဲစစ်ကောင်စီတပ်ဟာ120မမဘုံဒီတဆောင်လာတဲ့ drone နဲ့အောင်ချုံမြို့နယ်ကြောက်ကျန်းရွာကိုထပ်မံဘုံကျစ်တိုက်ခတ်လာတယ်လို့ဆိုပါတယ်။ဒီ drone တိုက်ခတ်မှုမှာထိခိုက်ပျက်စီးမှုတွေတော်တော်များရှိတယ်လို့လဲ PNLA ကအတိအပြစ်ထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းမှာတော့နိုင်ငံတွင်းငလီနံခန်းစားနေရခြင်းမှာစစ်ကောင်စီကတိုက်ပွဲနေရများသာမကတိုက်ပွဲမရှိတဲ့နေရာတွေကိုပါအဆက်မပြတ်လေကြောင်းမှဘုံကျစ်တိုက်ခတ်နေကြောင်းအချင်းလူလိုက်ကြီးတမတော် KIA ရင်းပြန်ကြိုက်ဌာနကလည်းထုတ်ပြန်ခဲ့ပါဗျ။မတ်လ29နဲ့30ရက်နေ့မှာ၂ရက်စတိုက်စစ်ကောင်စီဟာဗန်မော်မြို့ကိုလေကြောင်းတိုက်ခတ်ခဲ့တယ်လို့အတည်ပြုထားပါဗျ။လက်ရှိမှာမြန်မာပြည်သူတွေရဲ့ရင်ဆိုင်နေရတဲ့ငလင်ရီနဲ့ပတ်သက်လို့ပြည်လူလဲ့အဖွဲ့ KIO ကထုတ်ပြန်ချက်ထုတ်ပြန်ပြီးမြို့ရွာပြည်နယ်ထူထောင်ရေးလုပ်ငန်းတွေလူသားချင်းစာနာထောက်ထားတဲ့ကုညီများကို KIO နဲ့ကချင်လူလူတရဲလုံးကတက်နိုင်သမျှပံ့ပိုးကူညီဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ထားပါဗျ။ရင်လင်းဘေးဒဏ်ခံစားနေရတဲ့ဒေသမြတ်မှာပြည်သူများ၊ကျန်းရည်သူမိသားစုဆွေမျိုးများအပေါ်အနိုင်ငံလုံးရှိမိဘပြည်သူများနဲ့အတူ တ်တူဝမ်းနေရကြောင်းလဲ AI ကပေါ်ပြတာပါတယ်ထပ်သတင်းမှာတော့အပြက်စည်းပုံကြီးအောက်မှာကွယ်လွန်နေခဲ့တဲ့ငလင်ဘေးတင်ပြည်သူတွေရဲ့ယုံလောင်းတွေကထွက်ပေါ်လာတဲ့အနေတွေဟာမန္တလေးမြို့ရဲ့နေရာတချို့မှာစတင်ပြန့်နှံ့လာကြောင်းသိရှိလာပါတယ်မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မန္တလေးဟာမတ်လ28ရက်နေ့ကလုတ်ကတ်သွားတဲ့မဂနီကျူ9.5ခွန်အဆင့်ဖြတ်အားပြင်းငလင်ကြီးရဲ့ဒဏ်ကို တိုးတုံတိကျခန်းစားနေရတဲ့နေရာတစ်ခုဖြစ်ပါလေ။ဒေသခံတွေနဲ့နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကအလင်းဘေးသင့်ဧရိယာတွေမှာပျက်စီးပျို့ကျနေတဲ့အဆောင်အုံတွေရောက်ပိတ်မိနေသူတွေကိုကယ်ထုတ်ဖို့အချိန်လိုပြီးအစွမ်းကုန်ကြိုးစားခဲ့ကြပါလေ။ဒါပေမဲ့လည်းအခြားတစ်ဖက်မှာလည်းယာတိဥစုအလွန်ပူပင်းခြင်းနဲ့တူမန္တလေးမြို့ရဲ့အပျက်စီးပုံတွေအောက်မှာယုံလောင်းနေစီကအနံ့အသက်ဆိုးတွေစတင်ပြန့်နှံ့လာတာလို့သိရှိရပါပါတယ်။ပိတ်စကောင်စီဟာကယ်ဆယ်ရေးကဏ္ဍကိုနေပြည်တော်မှာရှိတဲ့အစိုးရနဲ့ယုံအဆောင်အုံတွေဝန်ထမ်းအင်အားတွေကိုပဲဦးစားပေးလှုပ်ဆောင်နေတာကြောင့်မန္တလေးပအဝင်အခြားမြို့တွေမှာ ဒေသခံတွေကဆယန်းနီးယားကြီးစားတွေအခုညီတိတ်မရပဲအပျက်စီးတွေကိုလက်နဲ့သာဖယ်ရင်အသက်ရှင်သူတွေကိုရှာဖွေကယ်ဆယ်နေရပါတယ်။ဒါမဲ့ပစ္စည်းကိရိယာမလုံလောက်တာတွေပြီးသွားလာရေးခက်ခဲတာတွေအပြင်တက်တိုက်လှုပ်ခတ်နေတဲ့နောက်ဆက်တွဲငလင်တွေကြောင့်ကယ်ဆယ်ရေးတွေအတွက်နှောင့်နှေးမှုတွေဖြစ်ပေါ်နေစေပါတယ်။နောက်ထပ်သတင်းတို့မှာတော့ငလင်နန်သိမ့်ပြည်သူများကိုကူညီပေးလို့ကြောင်းမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MNDAA ရဲ့ကမ်းလှမ်းချက်ကိုစစ်ကောင်စီကပယ်ချလိုက်ပါတယ်။စစ်ကောင်စီကလက်မခံလို့ SR1 အထူးဒေသတစ်ကကူညီကယ်ဆယ်ရေးတွေငလင်ဖြစ်ပေါ်တဲ့နေရာဒေသတိသွားရောက်မကူညီနိုင်တာကြောင့် ထပ်နိုင်တဲ့ဘက်ကနေကူညီပေးဖို့အကူဝိုင်းဝန်လှုပ်ဆောင်နေပါတယ်လို့ MNDAA ကလာရှုမျိုးဆက်ဆံရေးယုံဖွဲ့ဝင်တဦးကနေပြီးတော့လူမှုကွန်ရက်ကတဆင့်ထုတ်ပြန်ထားပါတယ်။အင်အားဖြင့်ငလင်ကြီးတန်းကြောင့်ထိခိုက်သူများကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီဆောင်ကယ်ဆယ်ရေးနဲ့သဘောဝဘေးရန်တွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်သွားမယ်လို့လည်း MNDAA ကထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတွေမှာတော့အာရကတ်တတော် AA ထိန်းချုပ်ထားတဲ့မြောက်ဦးမျိုးကိုစစ်ကောင်စီကဘတ်စာ30ရက်နေ့ည10:00နာရီမှာဒေချောင်းကနေဘုံလေးလုံးကျဲချတက်ခတ်ခဲ့တယ်လို့ရခိုင်စစ်ရေးသတင်းမြစ်ကထုတ်ပြန်လိုက်ပါတယ်။ ိကြိုက်ပျက်စီးမှုကိုတော့ကျွန်တော်တို့မသိသေးပါဘူးပြောက်လေပြောထားပါတယ်မြောက်ဦးမြို့လေချောင်းတက်ခက်ခံရတဲ့ပတ်သက်ပြီးအေဒန်ဆက်သွယ်စုံစမ်းမေးမြန်းနေဆက်ဖြစ်ပြီးတိကြိုက်မှုနဲ့ပတ်သက်ပြီးလည်းဆက်လက်စုံစမ်းနေဆက်ဖြစ်ပါတယ်တပတ်တီနိုင်ငံတော်အဆင့်ဝမ်းနေချောင်းနေဖြင့်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတမတ်ချက်ထုတ်ပြန်ထားတော့လဲစစ်ကောင်စီကအဲ့ရထက်မှပဲစကိုင်းမကွေးနဲ့မန္တလေးတိုင်းတို့ကိုလေချောင်းမှလက်လျင်6စီးဝိုင်းတွဲလျင်တစ်စီးနဲ့တက်တက်လေဒီတို့နဲ့ဘုံလုံး60တယ်မနဲ့ရဲချတက်ခက်ခြင်းဖြစ်ပါတယ်အခွေတိုင်းစလင်းမျိုးနဲ့တနောင်တိုက်နယ်မြို့လာလျက်စစ်တအားခွဲအနည်းကိုလည်းဒီနေ့နက်နက်၈နာရီကစပြီး ဒေချောင်းကနေ၅ကြိမ်နဲ့မနဲ့ Jet Fighter 2စီးနဲ့ပစ်ခတ်ခဲ့တယ်လို့စလင်းပါကပါပြောရေးဆိုခွင့်ရှိသူတွေကပြောတာပါတယ်နိုင်ငံတွင်းကလေးနိုင်ငံသားနေရာချင်းမှာစစ်ကောင်စီကတိုက်ပွဲနေရာတွေအပြင်တိုက်ပွဲမရှိတဲ့နေရာတွေကိုပါအဆက်မပြတ်လေချောင်းကနေဘုံကျက်တိုက်ခိုက်နေတယ်လို့လည်းအချင်းလူလာကြီးတမတော် KIA ကထုတ်ပြန်ကြပါတယ်မြောက်ဦးမြို့ကတော့ AR 2024ခုနှစ် P28 မှာအပီးသက်တိုက်ခိုက်သိမ်းယူခဲ့တာလည်းဖြစ်ပါတယ်နောက်ထပ်သတင်းတွေမှာတော့ကန်30ဆရာတော်ကြီးရဲ့ရုပ်ကလပ်ကိုပြိုအပြက်ကြီးဂျာတဲ့ကနေပြီးတော့အဲရကိစ္စနဲ့

ပြောပြကြတာပေါ့ရခန္ဓာလို့ပြောပြောတော့တကယ်ပြောကြတကောင်ရှိတော့ဘူးအဲချစ်တဲ့ကြီးကတကယ်ပြောရပြပြန်ပါပဲဦးလို့ ခွင့်တာရေကောင်းတော့ပါတော့ပါတော့ဘာဘာကြီးကဒီတည်းချက်မေးလို့ဒီဦးလေးဦးလေးလာပြီလားဒီနေ့လာတယ်ဒီနေ့လာပြန်ညတော့ပြန်တယ်ပေါ့ဗျာဟုတ်ပြီခန္ဓာတော့ဘလုံးမပေါ်ဘူးလားဒီကတော့လာမယ်လို့ကျတော့သူတရားဟောတာနည်းလေးကြားရင်နာ သူ့မြင်လိုက်ရရင်ကွာလေတတိယကြီးနူးနေတာဟိုကတော့ပြရလုံးကသူအကူနေကြတာကွာပြဟောလည်းပြင်းအောင်လားအတန်းကလည်းပြင်းအောင်လားဟောလည်းဟောနေတာညော်ရတော့ညော်လင့်နာမဲ့နော်ဘွားကနေပြုတ်လိုက်ရှင်နာပဲအလိုပါအတူခန်းသားနေရမှာဟိုပါတော့သူ့ရရည်နဲ့ညော်နေမှာလားလို့သူကကိုယ်ညော်နေမှာလားလို့ထင်းတာအဲ့လိုပဲတွေ့လိုက်ရှင်နာ ောက်ထပ်သတင်းတို့မှာတော့ငလင်ဘေးသင့်သူတွေကိုစေုပ်စုတွေကစိတ်ဒုက္ခပေးနေကြောင်းသိရှိရပါတယ်။မန္တလေးတိုင်းတွင်ငလင်ဘေးသင့်ပြည်သူတွေရဲ့ပျက်စီးအိမ်ကြီးစည်ရင်ကောက်ယူနေတဲ့စစ်ကောင်စီလက်အောက်ခံများကချင်းချောက်ပြောဆိုမှုနဲ့လူခွင့်ရေးချိုးဖောက်မြဲပြုလုပ်နေကြောင်းကျူးလွန်ခံနေရကြောင်းပြည်သူတွေကပြောထားပါတယ်။ရတားကြောက်ဆဲပြောပွဲဝမ်းနေမျိုးတို့မှာစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများနဲ့အုပ်ချုပ်ရေးမှူးများကမဆ31ရက်နေ့ကစပြီးစည်ရင်ကောက်ယူနေပါတယ်။အောက်ပံ့ရေးလုပ်မယ်ဆိုပြီးစည်ရင်လက်တောင်းနဲ့ယူစောထီတွေပါပါတယ်။စစ်တပ်ကကောင်တွေကတနက်တွေနဲ့ပါလာတာ ေးတို့ကရောက်နေတဲ့သူတွေကိုပြောနေပုံကအထက်စီးကနေပဲသူတို့ပေးမှစားမယ်ပုံစံနဲ့ဆက်ဆံနေတာအရန်ဝမ်းနေမိတယ်ဗျာလို့မနေ့မြို့ကန်တူကလည်းပြောထားပါဗါဒါကတော့ဝမ်းနေစရာကိစ္စတော့မဟုတ်ပါဘူးစစ်ကွေးတွေကပြည်သူတွေအခုလိုမျိုးသူတို့တွေမရှင်းရပဲနဲ့ရှင်းလင်းသွားတာသူတို့ပြောနေတာတော့အမှန်ပါပဲပြည်သူတွေကိုအခုလိုမျိုးရှင်းညင်တို့တောင်သူတို့မှလိန်ရင်မြန်နေတဲ့ဘုံတွေနေစင်နေမြကျဲချပြီးတော့ကယ်ဆယ်မှုတွေကိုမလုပ်ပြုလုပ်ပေးနေတာဖြစ်တဲ့အတွက်ဒါဒီဖြစ်လာတာလည်းဆန်းတော့မဟုတ်ပါဘူးဒါကြောင့်ဒီလိုမျိုးဒီကပင်မအရင်မြစ်ဖြစ်တဲ့ စ်ကောင်စီကိုမဖြုတ်ချနိုင်ဘူးဆိုရင်တော့ဘယ်လိုမျိုးတဘောကဘေးရန်တွေပဲကြုံလာလာအခုလိုမျိုးခံစားနေရမှာတော့ကျွန်တော်တို့ပြည်သူတွေပါပဲအကြောင်းအမြန်ဆုံးစစ်ကောင်စီကိုထူချပြီးတော့ပြည်သူအစိုးရပြည်သူတင်မြောက်တဲ့အစိုးရကိုအမြန်ဆုံးတက်အောင်လုပ်ဖို့ကကျွန်တော်တို့ရဲ့အားလုံးရဲ့တာဝန်တစ်ခုဖြစ်ပါတယ်စစ်ကောင်စီကဘုံကျဲတိုက်ခိုက်မှုတွေမှာလက်ရှိချိန်မှာရှိနေပေမဲ့လည်းဘုံနဂါတယောက်အနေနဲ့ဘယ်လိုမျိုးစည်ရည်တွေကိုပြုလုပ်တင်နေဆိုတာကိုအကြံပြုထားတာဖြစ်ပြီးတော့သူ့ရဲ့ခံယူချက်ကိုပြောထားဖြစ်ပါတယ်ဗီဒီယိုကိုကြည့်ပြီးတဲ့အခါမှာမျိုးတွေအားလုံးဘယ်လိုမျိုးထင်မြင်လဲဆိုတာကိုမှန်းကယ်လို့ရပါတယ်ဒီကိစ္စတွေက ်ချူတော်တမျိုးစီကနေပြီးတော့ပြင်းပြင်းထန်ထန်ပြောနေကြတာတွေရှိတယ်။တချို့ကလည်းအပြည့်ရတဲ့ကိစ္စမျိုးတွေကိုဖြစ်တဲ့နေဆိုတဲ့ဘက်ကရှိတယ်။တချို့ကလည်းဒီချိန်မှာဒီအခက်ကဒေါ်လန်ရဲ့အချက်နော်ပုံနဲ့ဂျင်းနဲ့ထားကြွကြဖို့လုံဆောင်နေရတယ်လည်းရှိတယ်။ကျွန်တော်ကတော့ဘသူ့ကိုမှမားတယ်မှန်တယ်လို့တော့မပြောလို့ဘူး။အမမပြတ်သားဘူးပဲဆိုဆိုပေါ့ဗျာအခြားသူတွေဟိုတော့သူ့ရှူတော့နေသူမှန်နေကြလိမ့်မယ်မှားတယ်လို့မပြောလို့ ဒါပေမဲ့ကျွန်တော်အနေနဲ့ကြည့်မယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ကမော်တထားရဲ့တားတရားစီရင်ခံတွေကလို့မျိုးဆိုခဲ့ရင်ဘလူးမရဲ့စိတ်သက်မျိုးတွေမမွေးကြဖို့လိုတယ်အကြာကြီးမဟုတ်ရင်တောင်မှအဲဒီချိန်မှာတော့မဥစလုံးကနှစ်ဖက်စလုံးကဒီစီရေးလောက်ရတဲ့ကိုရတန်ထားစေခြင်းတယ်ဒီအဆောက်အဦတွေအကျိုးပဲ့တွေအောက်မှာပြိနေတဲ့ပြည်သူတွေအလောင်းတွေဆိုရင်လည်းဖယ်ထုတ်ပြီးတော့မြုံနံတချို့ပြီးတဲ့အထိအာကိုရပိုင်းတွေ ကိုလက်အင်္ကာတွေပြည့်ကျင့်ညက်ပြီးတော့အသက်ရှင်လျက်နဲ့၆၆ခြားခြားရှိနေကြတဲ့ပြည်သူတွေကိုကယ်ထုတ်ပြီးတော့ရှင်းလင်းပြီးတဲ့အထီလောက်ပေါ့နော်အဲ့ဒီလိုရပိုင်းလေးကိုတော့ကျွန်တော်တို့တွေလက်နက်တွေချပြီးတော့ဟိုခဏလောက်ဆိုင်ငံ့ကြဖို့ပြောခြင်းတယ်ဒီမှာလဲတချို့ပေါ့နော်ဟိုစစ်တပ်ကလည်းဒီအခြေအနေတွေကိုမငဲမကွက်ဘဲနဲ့လေရင်နဲ့ပုံထွက်ကျနေရတယ်ရှိတယ်။ဒါကလည်းတော်တော်ရုပ်ပြတ်တယ်။ဒါပေမဲ့တစ်ဖက်မှာလည်းအာဒီလိုအချိန်တော့ စစ်တပ်ကလေရင်နဲ့ဘုံထက်ကျဲနေတယ်ဆိုပြီးတော့ဒါကိုကဲရဲ့ရှုံချပေးမယ်ဒေါ်လာရေးပတ်ချမ်းကပေါ့နော်ကဲရဲ့ရှုံချပေးမယ်တစ်ဖက်မှာလည်းဒီဒေါ်လာရေးပတ်ချမ်းကပဲဒီအချင်းတွေကိုခွန်ကောင်းယူပြီးတော့စည်ရေးပြင်းပြင်းထန်ထန်ပေါ်ဆောင်ဖို့ပြောနေရလဲရှိတယ်အဲဒီအချင်းတွေနှစ်ခုကလည်းသိပ်ပြီးတော့မအပ်ဆက်တဲ့ဇကာပေါ့နော် မစီလျော်တဲ့ဇကာရဲ့နှစ်ခုဖြစ်နေတယ်ပေါ့နော်ဒေါ်လာရေးပတ်ချမ်းမာရင်ကိုအဲ့တော့ဟိုကျွန်တော်အမြင်ကတော့ကျွန်တော်လည်းဒီချိန်မှာတော့ တနက်ဖောက်ဖို့တဲ့ဒါမြင်တဲ့အတိုင်းပဲအဲကျွန်တော်တို့ဒီကမ်ပိန်းတော်မှာကျွန်တော်တို့ရက်ပေးထားတယ်ပေါ့စစ်တိုက်ဖို့ဆိုတာတော့မပြောနဲ့ကမ်ပိန်းတော်ကျွန်တော်တို့ရက်ပေးထားတယ်ပြီးတော့တတ်နိုင်သမျှလဲဒီပြည်သူလူထုတွေရဲ့လက်တလောဘေးဒုက္ခကိုကယ်ဖို့ကျွန်တော်တို့အတတ်နိုင်ဆုံးကြိုးစားနေတာရှိတယ်အရက်သေးတော့ကန့်သက်မထားလို့ဘူးရန်သူကလေရင်နဲ့ဘုံထွက်ကျဲနေတာကိုကျွန်တော်တို့အနေနဲ့လက်မခံနိုင်သလိုတစ်ဖက်မှာလဲဒီအခက်ကို ခုံကောင်းယူပြီးတော့ကျွန်တော်တို့ အချက်ဆိုပြီးစီပေါ်ဆောင်တာတွေကျွန်တော်တို့အနေနဲ့တော့လုံးမှာမဟုတ်ပါဘူးအခက်ဆိုတဲ့နေရာမှာလဲဒါကျွန်တော်တို့ရင်ဆိုင်နေရတဲ့တစ်ဖက်အဖွဲ့အစည်းရဲ့အခက်တသက်မဟုတ်ပါဘူးဒီသူလူလူဒီအများစုရဲ့အခက်ဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကိုအဲကျွန်တော်တို့ရဲ့အချက်လိုမျိုးမယူခြင်းပါဘူးဒါကြောင့်ရှေ့မှာပြောခဲ့သလိုကျွန်တော်စီရေးပေါ်ဆောင်မှုဆိုတာထားလို့နော်ကျွန်တော်တို့ရန်ပုံငွေရှာတဲ့ကမ်ပိန်းလေးတောင်ရပ်ပေးထားပါတယ်လို့ ဩဒုက္ခရောက်တော့အပြစ်တွေပြောလိုက်ကြတာပြောလိုက်ကြတာဟိုကလာမကူလို့ဒီကလာမကူလို့ဟိုကမကယ်လို့ဒီကမကယ်လို့တဲ့ပြောပြမယ်နော်အဲ့နာမှာလူတွေဗီဒီယိုရိုက်မယ်အစားနော်တစ်တော့ရိုက်မယ်အစားလိုင်းမော်တင်မယ်အစားတစ်လုံးနိုင်နိုင်နှလုံးနိုင်နိုင်တစ်လုံးမနိုင်မနိုင်နှလုံးမနိုင်မနိုင်ဝိုင်းမလိုက်တော့တဦးတယောက်တော့ရှင်လာတော့မရဘူးလားနဲနဲနော်တော့မဘူးလူတွေအုံကြည့်နေကြတာအုံကြည့်နေကြတာနဲနဲနော်အဲ့ဒါကိုကယ်ဆယ်ရေးကိုစောင့်နေကြတယ်အတက်ကိုမိစေခြင်းကိုကိုတိုင်းကိုရူကိုရဆနေနဲ့လုံးကြလေ လာမဲ့ချိန်မှာတယောက်ကဲနိုင်ရင်တယောက်ကဲရမယ်နှစ်ယောက်ကဲနိုင်ရင်နှစ်ယောက်ကဲရမယ်တော့ကဲဆဲရရလဲလူမလုံးလာဘူးလေတနေရာလဲဖြစ်တာမဟုတ်ဘူးအများကြီးဖြစ်တာလေအပြစ်မမြင်ကြပါနဲ့နော်အဲ့ဒီမှာရက်ချိနေတဲ့လူကိုနဲတာမဟုတ်ဘူးတေချာချိအဲ့မှာရက်ချိနေတဲ့လူတွေရာချိရှိတယ်ကြီးယောက်ကိုတလုံးမဲမှ၁၀ရောက်မှမယ်စားအရောက်၂၀မှာကိုကိုကိုကြတော့လက်ကြောတရားမလုပ်ဘူးသူများကိုအပြစ်တွေမြင်မနေကြပါနဲ့အင်အားပြင်းငလင်ကြောက်ဥစဉ်တို့မြန်မာနိုင်ငံအထက်ပိုင်းမန္တလေးစကိုင်းအစရှိတဲ့နေရာတွေမှာ ရဟန်းရှင်လူပြည်သူများဆင်းရဲဒုက္ခပျောက်သွားကြတာကိုဦးစင်းတို့တွေ့ရမြင်ရကြားရတဲ့အခါမှာအင်မတန်မှစိတ်ထိခိုက်ရပါတယ်စိတ်မကောင်းဖြစ်ရပါတယ်ဦးစင်းတို့မြန်မာနိုင်ငံနေမဟုတ်ပါဘူးအိန္ဒိယနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံပါဒါလောက်ခတ်သွားတဲ့ဒုက္ခတွေဖြစ်ကြတယ်ပေါ့အဲ့တော့အလုံးသောငလျင်တန်ကြောင့်ဆင်းရဲဒုက္ခရောက်သွားကြတဲ့ရဟန်းရှင်လူပြည်သူများအလုံးအမြန်ဆုံးကိုစိတ်နဲ့ပြအကျဉ်းကျမ်းမှမှချမ်းချမ်းသာသာ ဖြစ်ကြပါစေအမြန်ဆုံးအဆဆရရပြန်လည်ပြီးတော့အဆင်ပြေကြပါစေလို့ဦးဇင်းတို့ဆုတောင်းဆန္ဒပြုပါတယ်ဆုတောင်းမေတ္တာပို့သပါတယ်ဒီကနေ့ဒီဗီဒီယိုလေးမှာဦးဇင်းဘုသူတပြည့်ပြောပြအမြဝေပေးခြင်းတာကတော့တခြားမဟုတ်ပါဘူးမြတ်စွာဘုရားဟောကြားထားတဲ့ငလျင်လှုပ်ခြင်းရဲ့အကြောင်း၈ပါးကို ပြောပြရောက်ဝေးပြီးမှဖြစ်ပါတယ်။လောကီအလိုရလူများကတော့ပြောကြတာပေါ့လေ ဘယ်လမှာလှုပ်လို့ရှိရင်ဒါဘာကြောင့်လှုပ်တယ်ဘယ်နေ့မှာလှုပ်ရင်ဘာကြောင့်လှုပ်တယ်ဘာဖြစ်မလဲဘယ်ရက်မှာလှုပ်ရင်ဘာကြောင့်လှုပ်တယ်ဘာဖြစ်မလဲအစရှိသည့်အဖြစ်ဒါလောကီအလိုရလူများပြောကြတာပြီးတော့ရှိတာပေါ့အဲ့ဒါတွေကတော့ဒါကုသဘောနဲ့ကုစန္ဒနဲ့ကိုပဲယုံကြည်လဲယုံမယုံကြည်လဲနေပေါ့ဘာမှပြဿနာမရှိပါဘူးအခုဒီမှာဒီကနေ့ဦးစင်ပြောပြမြဝေပေးမှာကတော့ဘုရားဟောကြားတဲ့မြတ်စွာဘုရားဟောကြားတဲ့ငလျင်လှုပ်ခြင်းရဲ့အကြောင်း၈မျိုးကိုဦးစင် ဒါအချင်းချင်းလေးပြောပြမျှဝေပေးမှာဖြစ်ပါတယ်။နံပါတ်1ငလျင်လှုပ်ခြင်းအကြောင်းကတဘာဝတရားကြောင့်လှုပ်တာဖြစ်တယ်လို့ဒါအတူချုံးပြီးတော့အတူချုပ်အားဖြင့်ဒီလိုပြောရမှာဖြစ်ပါတယ်။မြတ်စွာဘုရားကနံပါတ်1ငလျင်လှုပ်ခြင်းအကြောင်းဒီတဘာဝတရားကြောင့်တဲ့။ဦးဇင်းတို့မြေဟာရေမှတည်တယ်တဲ့။ရေဟာလေမှတည်တယ်တဲ့။ လေတိုက်တဲ့အခါလေလုတ်ခတ်တဲ့အခါမှာရေလုတ်တယ်ရေလုတ်ရင်ဒါမြေလုတ်တယ်ဗောအဲ့တော့နားလည်လွတ်အောင်ပြောရင်တော့သဘာဝတရားကြောင့်ဒါနံပါတ်1အကြောင်းတရားငလင်လုတ်ခြင်းအကြောင်းတရားသဘာဝတရားကြောင့်ဖြစ်တယ်ဗောနောက်နံပါတ်2ငလင်လုတ်ခြင်းအကြောင်းကတကူကြီးမားကြတဲ့အစွမ်းကြီးမားကြတဲ့တမနာပြမနာဒီဝေနတ်တွေကနေပြီးတော့ဒါလုတ်စီလို့ရှင်လဲပဲငလင်လုတ်ပါတယ်ဒါနံပါတ်1အကြောင်းတရား တကူကြီးမားတဲ့အစွမ်းကြီးမားတဲ့တမနာပြမတမနာပြမနာတွေနှက်တွေကနေပြီးတော့ဒါလှုပ်ခိုင်းစီလို့လှုပ်စီလို့ပေါ့နော်သူတို့ရဲ့တကူအစွမ်းတက်တီနဲ့လှုပ်စီလို့ရှိရင်လည်းပဲဒါငလျင်ကလှုပ်ပါတယ်တဲ့နောက်နံပါတ်3ကဖះဖြစ်မဲ့ဖះလောင်းဟာမိခင်ဝမ်းမှာပฏิတန်ဒီနေတဲ့အခါမှာလည်းပဲငလျင်လှုပ်ပါတယ်ဒါနံပါတ်3နောက်နံပါတ်4အကြောင်းတရားကအဲ့ဒီဖះလောင်းဖွားမြင်တဲ့နေ့မှာလည်းပဲ ငလျင်လောက်ပါတယ်။နံပါတ်5ကအဲ့ဒီဖရာလောင်းဖရာဖြစ်ကြောင်းတရားတွေကိုကြင့်ကြံပြီးတော့ဖရာဖြစ်တဲ့နေ့သဗ္ဗညုတညံတော်ကို ရတဲ့နေ့မှာလည်းပဲဒါငလျင်လောက်ပါတယ်။နံပါတ်6ကဖရာဖြစ်ပြီးတော့သဗ္ဗညုတရှင်ညံတော်ကြီး ਨੇ တရားဦးဓမ္မစကြာကိုဟောတဲ့အခါမှာလည်းပဲငလျင်လောက်ပါတယ်။ဒါကနံပါတ်6အကြောင်းတရား။နံပါတ်9က မြတ်စွာဘုရားအာယုသင်္ခါရလွတ်ရင်လည်းပဲအာယုသင်္ခါရလွတ်တဲ့အခါမှာငလျင်လုတ်ပါတယ်ဒါနံပါတ်9အကြောင်းတရားနောက်ဆုံးနံပါတ်8အကြောင်းတရားကဦးဇင်းတို့မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုရင်လည်းပဲငလျင်လုတ်ပါတယ်ဒါ8မျိုးပေါ့ငလျင်လုတ်ခြင်းငလျင်လုတ်ခြင်းရဲ့အကြောင်းတရား8မျိုးဦးဇင်းတို့မြတ်စွာဘုရားဟောကြားထားတာဖြစ်ပါအဲ့တော့ဦးဇင်းတို့ ုံးပဲနားတော့ဦးသိန်းကနေပြီးတော့မြတ်စွာဘုရားဟောကြားထားတဲ့ငလင်ထုတ်တဲ့ရှင်မျိုးကိုပြန်လည်ပြီးတော့မျှဝေပေးသွားတာဖြစ်ပါတယ်။ဒါကိုင်းငလင်ကျော်ကြီးရှိတဲ့နေရာကို၄နေတာကာလအတွင်းအောင်းငင်ဘဝကနေပြီးတော့ဘုံနေရောက်လျှောက်ရဲခဲ့တဲ့ဒီသားတွေကလည်းရှိလာတာကိုလည်းမေ့ထားလို့မရပါဘူး။နောက်တစ်ခုကလည်းတိုက်ပွဲတွေဖြစ်ပေါ်တဲ့အတွက်ညီပင်ပေါ်ကြောက်ရောက်တဲ့ဘုံစံကြီးချက်ကိုလည်းမေ့ထားလို့မရတာတော့အသေးကြပါပဲ။တရှိမှာမိမိမှာကယ်ဆယ်ရေးသမားတယောက်အနေနဲ့မနေ့ကညကပြောထားတဲ့အင်တာဗျူးတစ်ခုမှာတော့ တို့ပြန်လဲထူးနေတဲ့တန်တရားအမှန်မဟုတ်တော့ဘူးဆိုပြီးပြောထားတာကိုတာတိခဲ့ရပါတယ်။တို့တွေလူရှိလားလို့မေးတဲ့အခါမှာခဲရနေပြီးပြန်ထူးဆန်ကြားတဲ့အတွက်အားကျိုးမှန်တဲ့နဲ့တို့တွေဟုတ်ဖို့လူစားကြကြရင်မဲ့ခဲတွေ့လိုက်ရတဲ့ဟာဒီဆုံးနေရာတရက်လောက်ရှိနေတဲ့ရုပ်လောင်းနေတာဖြစ်နေတာတွေ့နေရပါတယ်။